ဆရာ၏အပြေပြေဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဗမောက္ခချုပ်ဆရာတော်အက္ကမပန္ဒိတာအက္ကမသရမဇောတိကတဇဗဒဖတ္တန္တနာနာမလာပိယံသမထေမြတ်မှာဩဝါဒကထာမိန့်ကြားပြတော်မူပါယယုတိလေးမြတ်စွာရှောက်ထားပါရခင်ဗျာစခေငါဒီအခဏာကိုတက်ဖို့အစီအစဉ်မရှိပါဘူးဒါကြောင့်မို့ဩဝါဒကထာရေးပေးပါလို့ဆိုလို့ဩဝါဒကထာပဲရေးပေးဖို့ဖြစ်ပါခုရခအခဏာတက်ဖို့ကြုံလာတဲ့အခါကျတော့ ဲ့ဒီရေးပေးထားတဲ့ဩဝါဒကထာကိုပဲဖတ်ကြားပြီးတော့ပြပါမြတ်ဗုဒ္ဓဤတရားဓမ္မသည် ဟောပြောသည့်အတိုင်းမှန်ကန်သည်လိုက်နာကျင့်သုံးသူအားကျင့်သုံးသည့်အတိုင်းအတာအလိုက်ကောင်းကျိုးချမ်းသာကိုမလွဲမသွေဖြစ်ပေါ်စေနိုင်သွားခတ္တဂုဏ်နှင့်ပြည့်စုံသောဓမ္မဖြစ်သည်မြတ်ဗုဒ္ဓဤသွားခတ္တဓမ္မကိုဟောပြောဆုံးမှ သွန်သင်ပြသသောပုဂ္ဂိုလ်ကိုအမတန်တရအမြတ်အရသာကိုပေးဝေသူအဖြစ်မှတ်ယူကာကြီးညိုလေးစားကြရအမတန်တဒောစသောဟောတိယောဓမ္မမနုသာတတိဟူသောဒေသနာတော်အယဓမ္မဂတိကပုဂ္ဂိုလ်များကို အမတန်တရအမြတ်အရသာကိုပေးဝေသူအဖြစ်မှတ်ယူနိုင်၏ဓမ္မဂတိကကိုအမတန်တရဟုခေါ်ဆိုလင်ဓမ္မပဋိက္ခာကတရားနာသူကိုအမတပါယက အမြိုက်အရသာကိုတောက်သုံးသူအဖြစ်မှတ်ယူနိုင်ပေးဝေသူနှင့်တောက်သုံးသူများသည်ဓမ္မနှင့်ဆက်လျင်း၍မတူညီသောအကျိုးတစ်မျိုးစီကိုအတိအသင့်ရနိုင်ကြပါသည်ဓမ္မဂတိကသည်မြတ်ဗုဒ္ဓ၏သွားခါတဓမ္မကိုသာသွားခါတဖြစ်အောင်ဟောပြောသင့်၏တရားနာသူ၏အကျိုးကိုမျှော်မှန်းချက်ထားရမည်ဓမ္မဂတိကသည်ဟောပြောသူဖက်၌သာမနေသင့် နာယူသူဘယ်၌လဲရှိနေရန်ကြိုးစားရပါမည်မိမိဟောသောတရားမိမိကိုယ်တိုင်ကြားသူဖြစ်ရပါမည်ကိုဟောသည့်တရားကိုပြန်ကြားမှသာအပြောနှင့်အလုပ်ညီညွတ်ပေမည်တရားသိလျက်အကျင့်ခက်ဆိုသည့်အတိုင်း တိတော်လီမကျင့်သုံးလင်ကောင်းကျိုးချမ်းသာမှတွဲချော်၌ဓမ္မဂတိကအလုတ်သည်အလွန်မောမြတ်မောမြတ်သောစိတ်ဓာတ်ဖြင့်လှုပ်ဆောင်မှလင်ရွှေပေါ်မြတ်တင်အလွန်ပင်တန်ဖိုးကြီးလာပါသည်အတ္တဟိတပရဟိတအကျိုးနှမျိုးတပြိုင်နီးဖြစ်ထွန်းစေ၌အရှင်ခေမကမထေလိုတဖက်သားအားတရားဟောပြောရင်မိမိကိုယ်တိုင်နှလုံးသွင်းခြင်းဖြင့်တရားတို့တရားမြတ်ရရှိနိုင်ပေသည်သို့ဖြစ်ပါ၍မောမြတ်သောစိတ်ဓာတ်ဖြင့်မောမြတ်သောဓမ္ မ္မတိကတာဝန်ကိုထမ်းဆောင်ရင်မွန်မြတ်သော တရားဓုကိုမျက်မှောက်ပြုနိုင်ကြပါစေဟုဆုတောင်းရင်ဩဝါဒကထာကိုဏိကုံချုပ်ပါသည်ဟာရုဟာရုဟာရုဆရာကြီးရပြီတော်များအစည်းအဝေး၅အရာ တိရဂုဆရာတော်ဘုရားထာမဓမ္မကတိကဆိုင်ရာလမ်းညွှန်ချက်များခံယူခြင်းအစီအစဉ်ဖြစ်ပါတယ်ဗျာ။ဒါကြောင့်ဆရာတော်ဘုရားမှမိန့်ကြားတော်မူပေးပါရန်ယုတိလေးမြတ်စွာရှောက်ထားအပ်ပါတယ်ဗျာ။ဆယ်နှစ်ခွဲအကောင်းဆုံးအချိန်ကမကြခင်ရောက်တော့အကောင်းဆုံးအစီအစဉ်ကြီးကမကြခင်လာတော့မှအဲ့ဒါလွဲသွားမှဆိုရတယ်။၁၇နှစ်ဆိုရင်ဆုံးကမယ်။ဓမ္မကတိကလမ်းညွှန်ဆရာတော်၈ပါး ပြည့်ပြည့်စုံစုံညွန်တော်မူသွားပြီးကြပါပြီဒီကနေ့ပွဲဟာဓမ္မဂတိကများအပူဇော်ခံတဲ့ပွဲကနေပြီးအဆုံးအမခံယူတဲ့ပွဲအဖြစ်ပြောင်းသွားတာရှင်သူမင်္ဂလာကစောစောကသူအပူဇော်ခံဖို့လှုပ်တာအဲ့ဒါတို့ကဟေးအပူဇော်ခံမနေနဲ့အဆုံးအမခံရမယ်ဆိုပြောင်းလိုက်လို့ဒီအခြေအနေဒီကနေ့တို့တွေ့ရတော့တို့များကံကောင်း ဆရာဘုရားကြီးပေါင်းများစွာရဲ့ဆုံးမများစွာကိုဒီကနေ့တို့ရတယ်ကျွေးကျင်းဆရာဘုရားကြီးရဲ့အဆုံးမထဲမှာစာကြောင်းလေးတစ်ကြောင်းတန်ရင်တုံးဟာမိအဖုတ်မခံရလျင်ပေပေါ်မှာတင်ပြီးတော့တူနဲ့နာနာအထုမခံရရဲ့အဲ့ဒီတန်ရင်ဟာဓာမဖြစ်ဘူးတဲ့အဲ့ဒါဓမ္မဂတိကအရှင်မြတ်များတပည့်တော်အဖအဝဲ အားလုံးဒီကနေ့မိအပူပေးပြီးတော့ပေးပေါ်တင်ပြီးတော့စရောရှစ်ပါဝိုင်း2ခံလိုက်ရတဲ့အတွက်ကြောင့်ဓာတ်ထက်ထက်မြက်မြက်ဖြစ်သွားကြပြီလို့အားလုံးဒီတိုင်းပဲယုံကြည်ထားတယ်ခံယူထားတယ်အဲ့ဒါနမဂရိကများရဲ့ခံယူချက်လမ်းညွှန်ချက်ဖြစ်ပါ နာနာလဲမိဖို့ခံကြရမယ်နာနာလဲအထုခံကြဓမ္မရိကများကဆရာကြီးများတန်ဩဝါဒခံယူပွဲဆိုတာတို့များတရားဟောလာတာ72ဝါကစဟောတာဒီကနေ့ထိတခါမှနိုင်ငံတော်ရဲ့သမိုင်းမှာမကြားဘူးတပါးချင်းဩဝါဒခန္ဓာတွေတော့အများကြီးရှိပဲစွတ်စွတ်ဝေးဝေးဒီလိုပွဲဟာတခါမှမဖြစ်ဘူးဒါဒီကနေ့ တမိုင်းမှတ်တိုင်တစ်ခုကိုအရှင်သူမင်္ဂလာကမော်ဘီမှာစိုက်ထူလိုက်လို့တို့များလိုက်လေလဲလဲကျေးဇူးတင်တဲ့ဂုံပြုတ်964နဲ့5အကူတပေါင်းလားဘာဒီမော်ဘီကတရားပင်နေအလွန်ပေါ်တဲ့ဥယျာဉ်ကြီးကိုတို့ကတရားဥယျာဉ်လို့ခေါ်တယ်အဲ့ဒီမှာသာသနာတော်တန်ရှင်ပြန်ပွားရေးကိုင်းမောဇောသံဃာစီဝေကြီးချက်ပတ်သွားတယ်တပေါင်းလားပြည့် ပြည်မြို့သောရိကာယုံတိုက်စရဘုရားကြီးကအခမ်းအနားမှာကျိုးဆောင် ဖြစ်နေဆောင်ရွက်တော်မူသွားတယ်။ဘုရားကြီးနေဝင်းအစိုးရတက်ပြီးတဲ့နောက်သုံးနှစ်မြောက်အဲ့ဒီအစီဝေးကြီးကိုပြင်းထန်ကန့်ကွက်တိုက်ခိုက်တော်မူတာကရဟန်းပြူအဖွဲ့အဲ့ဒါအဲ့ဒီမှာပြည်စရကြီးကပြောတယ်ဒီအစီဝေးကခက်ခက်ခဲခဲအတိုက်ခိုက်တွေကြားကကျင်းပရတာမို့လို့ညာနှုံးပြေတော့ရမှာမဟုတ်ဘူးတဲ့ မူတင်ပဲရရပဲတင်ပဲရရဆောင်ရွက်တော်မူကြပါဗျာလို့ပြောသွားတယ်စကားလေးကောင်းလို့မှတ်ထားတာပါဒါပေမဲ့အဲ့ဒီအစည်းအဝေးကသာသနာ့သင်္ချေတီတာပြန်မာရွေတာမျိုးစီချက်ပေးခဲ့တာလို့ယုံကြည်တယ်အဲ့ဒီစည်းဝေးကြီးပြီးမှနောက်ထပ်ဆက်လက်ဆက်လက်ဆောင်ရွက်တဲ့အစည်းအဝေးပေါင်းများများစွာတို့ကြောင့် ဒီကနေ့နိုင်ငံတော်သံဃာမန္တကဖွဲ့ကြီးပေါ်ပေါက်ပြီးတော့ဂိုင်းပေါင်းဆိုညီညွတ်ရေးဆိုတာကိုတိစောက်နိုင်ခဲ့တာမော်ဘီဖြစ်အဲ့ဒါလေးပြောချင်တာပါမော်ဘီရဲ့သမိုင်းကြောင်းဟာအော်စရာကောင်းတဲ့လေးတွေရှိတယ်အဲ့ဒါကြောင့်မော်ဘီမှာလုတ်ပဲဆိုတော့အေးကောင်းပြီဒါဆိုမင်းတို့ပွဲပါပွဲလဲတွန်တရလာလျှောက်တယ်ဓမ္မအဓိကပူဇော်ခံပွဲဟာဘာလို့ပူဇော်ခံမှာလဲမင်းတို့အမြဲတမ်းပြင်ပေါ်နေနေတာ ချမ်းပေါ်စင်ကောသောပါစင်ပြီးတော့စရကြီးတွေကိုကိုကပူဇော်ကြော့ပြီးတော့တူထုခံတဲ့ပွဲလုံးဆိုတော့ဒီကနေ့အဲ့ဒီအထုခံရတာတော်တော်ကျေးဇူးများပါညောင်တော်စရကထုသွားတယ်တရားဟောမဲ့ပုဂ္ဂိုလ်တွေသူရပမဟောခင်တဲ့ကိုကိုကိုအရင်ဟောကြအတ္တနာမေဝပထမံပတိရူပေနိဝေသယိဒါပြောတော့ကိုကိုရိုင်းကိုကိုကို ဓမ္မတိအောင်လုပ်ပြီးတော့ဓမ္မကိုကျွမ်းကျင်တက်မြောက်အောင်လုပ်ပြီးမှသူတစ်ပါးကိုဟောဖို့ဒါကညောင်တော်ဆိုတော့ထုသွားတဲ့ဒုတစ်ချက်။နောက်များတော်ဆိုတော့ဘုရားကြီးကလည်းတရားဟောမယ်ဆိုရင်အဘိဓမ္မာတက်မှာအဘိဓမ္မာမတက်ရင်ဝိပဿနာမဖြစ်ဘူး။ဓမ္မဂရိကသုံးအင်္ဂုတ္တကိုအကြောင်းပြုပြီးတော့ဆရာကြီးကတော့အဘိဓမ္မာတက်ပြီးတော့အဘိဓမ္မာနဲ့ဝိပဿနာဆက်ဟောနိုင်မှဓမ္မဂတိကအစစ်ဖြစ်တယ်ဆိုပြီးတော့တော်တော်အချက်နာနာထုထားတယ် အာလုံးဗိဓမာတအောင် သင်္ချာမစောရင်စရဘုရားကတစ်ချက်ထုသွားတာကညာရှိယောက်ျားပန်းလတ်တော့ကဆေလွန်နာကိုဆရာနောက်ဆက်အကူခက်ဤမန္လိစရဘုရားရဲ့စာကို အခြေပြုပြီးတော့ဓမ္မဂတိကဆိုတာ ပိရိကသုံးပုံမှာညံသွားပြီးသားပုဂ္ဂိုလ်တွေညံရှိတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီညံရှိတဲ့ပုဂ္ဂိုလ်တွေမှားပြီဆိုရင် နောက်လိုက်တည်းတပြုံကြီးမှတ်တတ်တယ်ဓမ္မဂရိကတွေက လောကလူသားတွေကိုလမ်းညွန်ချက်ပေးနေတာဖြစ်ချင်းလမ်းညွန်ပေးတဲ့ပုဂ္ဂိုလ်ကလမ်းမှားကိုမညွန်မိစေဖို့ လမ်းမကိုညွှန်မေးရင်နောက်လိုက်ဒီအကုန်မှတ်ပြီးတော့ဒုက္ခပြစ်တတ်တယ်ဆိုပြီးတော့အစရတဝုဒ္ဓကိုစရောကမိန်ချသွားတယ်ဒါကမစိုးရိမ်စရောဘုရားထုသွားတယ်ဒုတိချက်အဲ့ဒီနေရာမှာအရှင်သူမင်္ဂလာဤဒုမြတ်ဆက်ပြီးတော့ဒီနေရာလေးနောက်ကလူချက်ကလေးနဲ့ပေးကျင်တာကဩဃသနဲ့ကတော့ပြီးတော့ဩဝါဒခံတဲ့ကိစ္စဝိနေကမစိုးရိမ်စရောဘုရား ထုတ်ပြသွားတဲ့ဇာရသဝတ္ထုကိုပြန်ပြီးတော့နည်းနည်းလေးကြည့်အောင်ဇာရသအဖေသအဝေစီသွားမဲ့အကုသိုလ်ကြီးလွန်ကျူးပြီးအဝေစီကပြန်ပြီးဆွဲထုတ်တာဗန်းနဲ့ဆွဲထုတ်ဇမ္မလပြည်နေဇိဝကပို့လို့ဘုရားစီရောက်မြတ်စွာဘုရားခြေတော်မှောက်မှာတမညပလတရားနာနာပြီးတော့ဆုံးမှာဇရသဘုရားပါလျှောက်ငှက်ရှင်တို့အစ္စယမန်ဗန္တေအစ္စာကမအဲ့ဒါပါပြောလဲပြီးတော့မှအပြစ်တွေဖိနေပါတယ်တဲ့ ယထာပါလံမိုက်လို့လွန်ကျွပြီးတဲ့အပြစ်တွေတပီးတော့ဖိနေပါတယ်တဲ့အဲ့ဒါဘာဖြစ်လို့ဒီအပြစ်ဖြစ်တယ်လဲယောဟန်ပန်ဒီပိတရဟန္တဝဣတ္တရိယကာရဏဣတ္တရိယကာရဏကိုငါရှင်တို့သဘောပေါက်ဣတ္တရိယဆိုတာပါလေအာနာနော်ပါဝါအဲ့ဒါမဲ့မောမိလို့အဖေးသေးအောင်စောင့်နေရင်ဇာရသတော်ရုံးနဲ့ဘယင်မဖြစ်ဘူးလေ ဲ့တော့ခတ်ဆုံးသောဘယင်တက်လို့ရှင်နာနဲ့အဖေသတ်တာဒါဣန္ဒြိယကာရဏပြောတာအဲ့ဒါ guideline လမ်းညွှန်မှားလို့လုပ်တာအဲ့ဒါကြောင့်ဖေသမ်းပြီးတဲ့ပြစ်တွေဖြစ်စီတွေပါတယ်ခုသံမညဗလာတရားနာပြီးတော့သတိယတပြီးတော့အပြစ်တွေကိုသတိယခွင့်လွတ်စေကြောင်းသေးခံစေကြောင်း ခွင့်တန်ကြတော့ပါတယ်ခွင့်လွတ်တော်မူပါမြတ်စွာဘုရားကခွင့်လွတ်တယ်မို့လား forgiveness ပြောစရာအများကြီးရှိသေးတယ်အကောင်းဆုံးပွဲကြီးလွှဲသွားမှာဆိုလို့နော် forgiveness say, no ma, for and nama for bearing shit no for bearing yes and nama for getting it shit ta era de now the brother of you know that the ga bia go dama won cha ka do lo le bi yo thakara ga ba se pyo le sarada awisi twa la ma shin lo pyo dan be twa la lo a gung mi blau cha ma le ne bon shit taw mon la awisi so ka ba so wa khan ya me ဩငါသားနဲ့ကရွန်လိုက်တဲ့အတွဲကြောင့်ပါရတယ်အဝေစီကတက်ပြီးတော့ဘယ်မှာပဲနေရတယ်အဲ့ဒါကြောင့်ဩငါသားရဲ့တံပိုးနော်ကရောချင်းရှစ်ကိုကြီးတောင်းမကြီးရဲ့တံပိုးဟာထောင်တစ်သက်ကျနေတဲ့လူမှာ short ရက်ဒီအများကြီးရွသားရသွားတယ်ဆိုတာလေးကိုတို့ကတော့အနှစ်သာရထုတ်ပါတယ်အရှင်သူမင်္ဂလာရေမေ short ရက်ဒီအများကြီးရသွားပြီ ဟင်္ဒရဆိုတော့ဘုရားကခရီးသွားလျင်ခလုတ်တိုက်တတ်တယ်တဲ့သွားလဲသွားပါမတိုက်မိအောင်လဲရှောင်ပါအဲ့ဒါတော်တော်ရင်ကြီးပါတယ်တို့များအတွက်အလွန်ကောင်းတဲ့လမ်းညွှန်ချက်ဖြစ်ပါတယ်ဆန်းနဝါကဆဟောတာဒီကနေ့ဆိုတော့တရားဟောတာဒီပေါင်း50ကျော်ကျော်ခလုတ်မတိုက်မိအောင်မနဲ့ရှောင်လာလို့ဒီကနေ့ဒီခရီးရောက်တာခလုတ်တိုက်ပြီးတော့ကျော်လဲသွားကြတယ်အများကြီးအလုံးတွေ့ကြမှာပေါ့ပါတိဆိုတဲ့ယဟန်တပါး ပါတိဆိုတဲ့ယဟန်တပါပိရကကိုသင်ပြီးတော့သူကတွေးတတ်တော်ရည်ရဲ့ဘဝတန်တရာလေရီဆိုတာဟာခန္ဓာ၅ပါးထဲမှာဝိညာဉ်နဲ့ခန္ဓာကဒီဝိညာဉ်ဝိညာဉ်သည်အမြဲတမ်းအကျိတ်ခဲတည်ပြီးတော့ကောင်းမှုမကောင်းမှုသိပြီးတော့ဝိညာဉ်တစ်ခုတည်းလေနေတယ်သူကဒီလိုပြောအဲ့ဒါသူ့အယူဆကိုသူကဘာပြောလိုက် သူ့ယူဆကိုသူ့အတွေးခေါ်ယူဆကိုသူ့တွေးခေါ်ယူဆအတိုင်းမထားပဲနဲ့သူကဗာပြောတဲ့အောင်းမေတတ္ထဟံဘဂဝတာဓမ္မံဒေသီတံအာဇာနာမိတဲ့ဘုရားဒီလိုဟောတယ်လို့သူနားလေတယ်သူ့ယူဆကိုဘသူဟောတာလုတ်ပလိုက်အဲ့ဒါခလုတ်တိုက်တာပဲကိုပြောကြည့်ရင်ရှောက်ပြောပြီးတော့ဘုရားဟောတယ်လို့ထလို့ရင်အဲ့ဒီသူခလုတ်တိုက်ပါတိယဟန်းကဝိညာဉ်ရဲ့သတ္တတအတ္တဝါရကြီးကိုဘုရားဟောလို့ထလို့တော့ အရှင်အာနန္ဒာကပြောတယ်မာအဝုသောတာတိအဝဆဟေတာတိမင်းဒါမပြောနဲ့မာဘဂဝန္တံအဘာစိတ်ခီမင်းဖယားကိုမစွတ်စွဲနဲ့အရှင်အာနန္ဒာပြောတဲ့စကားတော်တိဖယားမဟောတာကိုဖယားဟောထားလို့လည်းချင်းဖြင့်သူသည်မလုပ်နေတာလေ ဖရာကိုဆွဆွဲနေအရာရာဒီကနေ့ဓမ္မဂရိကာတွေခံများများကိုခေါ်ကျင်တာထဟောပြောကျင်တယ်လို့အလျှောက်ပြောပြီးတော့ဒါဘုရားဟောလို့လောက်ရင်အဲ့ဒီပုဂ္ဂိုလ်ဟာဘာလောက်တာလဲဖရာကိုဆွဆွဲတာမဆွဆွဲမိဖို့အရေးကြီးနောက်ဆရာတော်ဥမဏိတာကတော့ပရိယတ်တိနဲ့လွဲရင်မင်းတို့တွေငါတို့တွေအကုန်လွဲပြီတဲ့အလုံးမလဲချဖို့အရေးကြီးပါတယ်ယောမဆရောဘုရားကတော့လာဘတိကာရတိလောကကို မငဲ့ပင်တဲ့ဟောကြားဝါကင်းကုန်းဆိုတော့ဘုရားကတော့တရားဟောတဲ့နေရာမှာအစွန်အဖျားတွေတိုင်းစုံပြပြပိစံတရစ်တွေရီမုတ်ဒေသတွေကိုလည်းသွားပြီးတော့ဟောကြားအဲ့ဒါတရားဟောတခုတည်းနဲ့မပေးဘူးပစ္စည်း၄ပါးနဲ့ဒကာဓမ္မတွေကိုလည်းပြန်လီထောက်ပံ့ဖို့ဆိုတာလေးပြောသွားတယ်မင်းတို့ကတော့ကဒကာဓမ္မတွေရဲ့ပစ္စည်း၄ပါးကိုမှီစားတာ ကိုရတဲ့ပစ္စည်းတွေပါကိုကြီးမစားပဲနဲ့ပြန်ဝေပေးလို့ဒါကလည်းဝါကင်းကောင်းဆိုတော့ကပြောသွားတယ်အဲ့ဒါကတော့ missionary နဲ့ ministry လုပ်ငန်းနှစ်ယောက်ကို တွဲလို့ရမေးဆိုတဲ့အဓိပ္ပာယ်ရှိပါဒါသာသနာပြုလုပ်ငန်းကြောင်းတို့ရောမကိုရောက်တုန်းကခရိယံဘုန်းကြီးတစ်ပါးကမေးတယ် what is your ministry missionary မမေး ministry လဲဆိုလိုက်ရောကိုကဘုသူတ္တကနဲတော့ ဟာကိုတော့ဝန်ကြီးဌာနကဘာဌာနလဲလို့မေးလိုက်တယ်အောင်းမေတာဗမာပြည်မှာတော့မင်းနစ်စရီဆိုဝန်ကြီးဌာနပဲသိတာဟုတ်အဲ့ဒါခရိယံစကလုံးမင်းနစ်စရီဆိုတာလူတို့ရဲ့အကျိုးပြု လုပ်ငန်းဘာလုပ်လဲလို့အဲ့ဒါမေးတာအဲ့တော့ဘုရားလောင်းရဲ့ရွေကျက်ထဲမှာပါရမောလာလောကတ္ထစရိယအဲ့တော့သာသနာပြုလုပ်ငန်းမှာ နော်လူမှုရေးလုပ်ငန်းတွေတွဲဖက်လုပ်ရမယ်ဆိုတဲ့အကြောင်းအဲ့ဒါမင်းတို့ငါတို့ဒုတစ်ချက်ထုတ်ခိုင်းရတာနောက်တစ်ခါတို့များရဲ့တက္ကသိုလ်သုံးခုရဲ့ဗမကရုပ်ထေရဝါဒတက္ကသိုလ်နဲ့သီလူတက္ကသိုလ်တက္ကသိုလ်နှစ်ခုရဲ့ဗမကရုပ်ဆရာတော်ဒေါက်တာနန္ဒမာလာပြေဝန်သားကတရားဟောခြင်းသည်စလုံးလေးတစ်လုံးနဲ့ပဲအမတ္တဒဒအလိုပြောပါလေ အမတ္တကိုပေးတာ deathless နော်သိခြင်းကနေနိဗ္ဗာန်ပေးတာပေါ့တနည်းပြောရင်အမြတ်ရေကိုတိုက်ကျွေးတာအဲ့ဒါတရားနာတဲ့ပုဂ္ဂိုလ်တွေကပါတယ်လေအမတ္တပါယကဆရာတော်ဥဒ္ဒနာမာလာမိတ်တဲ့အမြတ်ရေကိုတောက်သုံးတာဇလုံးနှလုံးတရားဟောတဲ့ပုဂ္ဂိုလ်ကပါပေးလေအမြတ်ရေကိုတိုက်ကျွေးတယ်နားတဲ့လူတွေကအမြတ်ရေကို တောက်သုံးတယ်ဆရာကအထက်ပြောမသွားတော့စကားတစ်လုံးနဲ့ဒီကောင်ချုပ်ပါမယ်နော်အာလုံးသောတပည့်တရားဓမ္မတွေကတရားဟောဆရာတော်တို့ရဲ့အမတ္တကိုတောက်သုံးတဲ့အမတ္တကိုပေးသဖြင့်အမတ္တကိုတောက်သုံးတဲ့အမတ္တဒါယကန့်နဲ့အမတ္တပါယကရဲ့နေရာမှာဝိသဒါယကအစိတ်တည်ပေးပြီးတော့ဝိသပါယက ဒကာဓမ္မတွေအစိတ်မတော့မိအောင်ဓမ္မဂရိကတွေအားလုံးကအစိတ်ရေကိုမပေးဘဲနဲ့အမတရေကိုပဲပေးတော်မူကြပါအစိတ်ရေကိုပေးပြီးတော့စိတ်သောသဖြင့်သန္ဒရာမှာသိသွားတဲ့ပုဂ္ဂိုလ်တွေမဖြစ်အောင်အမတအစိတ်ကိုပေးတော်မူနိုင်ကြပါစေလို့ဆရာဘုရားကြီးရှစ်ပါးရဲ့ဩဝါဒရဲ့အနှစ်ချုပ်ကိုပြောကြရင်းနဲ့ တို့မြရဲ့လမ်းညွန်ချက်ဒီမှာဒီကောင်ချုပ်ပါတယ်တေရကိုစမ်းလပမချမ်းမြတာယာရှိကြပါစေကောင်းတည်းသာဓုသာဓု